အားလုံးမင်္ဂလာပါကြည့်ရှုသူ great တက်ပေါင်းလို့စိတ်အချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပေးဆောင်ကြပါစေလို့ဆုစနတ်ကနေဆုမကောင်တောင်းပေးလိုက်ပါရယ်ဒီကနေ့မှာဆုစနတ်ကဒီမိုင်းဖုံးဆရာတော်ကဒီငလင်ကိစ္စကပေါ့နော်ဒီငကားကြောင့်လောက်တာလို့ပြောတဲ့အပေါ်ဒီကြည့်ရှုသူ great တက်ကဆုစနတ်ကဒီအထင်မြင်တွေဘလို့ထင်ကြမလဲဘလို့မြင်မလဲဆိုတာကိုတို့တို့လိုက်ကြည့်ကြမယ်နော် ပါတာမယွေးပေါ့နော်အခုဆရာတော်ကြွားလာတာဆွေလိုခြင်းလို့ငွေလိုခြင်းလို့ပစ္စည်းလိုခြင်းလို့လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာပါလာတာလေမေတ္တာလာပို့တာပါဗျာဟုတ်ပါတယ်လေနတ်ပြန်ပါဆရာဟိုလိုက်ကိုပို့မှမိုက်ကြက်ပြီးပြမှာအတိတ်ခံပေါ်ဆရာတော်တရားထိုင်ဘဝနာတရားထိုင်နဲ့နတ်ပြန်ပါလေနားထဲမှာလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွားလာ မကြွားပဲနဲ့မေတ္တာလာမပို့ပေးနိုင်ဘူးအများကြီးပြည်ကြီးပြည့်စည်နိုင်တယ်အဲဘဝအဲငကားစီရငကားရဘဝဘဝငကားစီရငကားရှိကငကားအကောင်ကြီးဘလောက်ရှိတယ်မိုင်ပေါင်း3000ကျော်တယ်ငကားဒီလိုလာနေတော့ဒီမြေကလေးလှုပ်သွားတယ်နော်အဲ့ဘလောက်ဘလောက် နဂါးကအရှိကြီးပဲအဲ့ဒီတကားကသူလန့်လိုက်လို့ငလင်လောက်သွားတာတဲ့ကြီးရှုသူပြိတ္တဘလို့ထင်တယ်လဲပေါ့ဒီကိစ္စကသဘာဝဘေးအန္တရာယ်လားဒီသဘာဝကြောင့်ဖြစ်တာလားဒီမန်းဖုံးစရာတော့ပြောသလိုငကားလန့်လိုက်လို့ဖြစ်တာလားဆက်စနက်လည်းပြောရတော့ခက်တယ်ပေါ့နော် ဆစနာကတော့ဒါကိုတဘာဝအလျောက်ဖြစ်တာပဲလို့ခံယူတယ်။၎င်း၆လို့ဆစနာကမထင်ဘူးပေါ့နော်။ဆစနာနဲ့အမြင်တူချင်တဲ့လူလည်းရှိရှိမှရှိမယ်ပေါ့။အဲဘလို့ထင်ကြလဲ၎င်းပဲမောက်ခုတ်လန်လိုက်လို့ဒီကဘာမီကြီးကပဲခြုံပစ်သွားလာလားပေါ့။ဟုတ်တယ်။၎င်းကတူလန်တဲ့တော့ဒီမြေကြီးလှုပ်သွားတယ်နော်။အဲရဘာလို့လူထုတယ် ဟိုစိတ်မငြိညွတ်တော့တချို့အာဟုသူတွေလုပ်နေပုံကိုများတယ်လို့တဲ့ဒါကြောင့်ဆရာတော်ပြမေတ္တာအဲ့ရအာဟုလိုများတဲ့ပုံကိုအဲ့ရဒီကြည်ပျက်စီးရဗျာခံစားခံစားရဗျာနော်